Welcome to my party, we're just getting started A life is a dream or a nightmare scarring Hand me a drink cause I think I'm going all in Get me a shrink who can catch me when I'm falling Cover up my scars, flip the handlebars Crashing in my car, wake up in a bar I'll be a superstar, just on my avatar This world is so bizarre, empty out the reservoir Yeah I'm taking six shots, yeah, straight to the face And I wanna get lost, I'm sick of this place Don't know try to stop when I'm feeling this way. So I'm taking six shots till I'm feeling okay. I think I'm going crazy. Don't think I'll get on safe. So I'm taking six shots all straight to the face. I'm taking six shots. Are you coming with me? I'm taking. အားလုံးမင်္ဂလာပါကျွန်တော်ကတော့လဲထောင်ဖြစ်ပါတယ်ဒီနေ့ကျွန်တော်ရဲ့ကျွန်တော်အတွေ့ကျွန်တော်အမြင်အစီအစဉ်ကနေတော်လှန်ပြည်သူအားလုံးကိုကြိုးဆိုပါတယ်ခင်ဗျာအဲ့တော့ဒီနေ့ကျွန်တော်ဘောလုံးသွားကန်လာပါဘောနော်ဒီနေ့ဆိုရတဲ့ဒီဗီဒီယိုရိုက်တာတော့နောက်နေ့ကျမှရိုက်တာဘောနော်မနေ့ညနေရတော့ကျွန်တော်ဘောလုံးသွားကန်ဘောလုံးသွားကန်ဗီဒီယိုထဲမှာတွေ့လိုက်မှာကျွန်တော်ကိုးဖမ်းတယ်ရှင်းမှာကန်ဒါပေမဲ့ကျွန်တော်တော်တော်ကိုးဖမ်းလေးမရှိဘူးဘောနော်ဘောလုံးလေးမရှိဘူးမနေ့ကမောတဲ့အချိန်ဘောလုံးကမကန်လာတော့ကြာပြီ အဲကျွန်တော်ဘောလုံးမကဲရတာ6နှစ်လောက်ကိုရှိပြီဗောနော်အဲ6နှစ်လောက်ရှိပြီ6နှစ်တော့မကတော့တကယ်တော့လေ9နှစ်10နှစ်လောက်ကိုရှိပြီဘောလုံးမကန်ဖြစ်တာဗောနော်ဘောလုံးမကန်ဖြစ်တာတော်တော်လေးကိုကြာပြီအာဒီဘက်ဗောနော်တနေ့ကနေလုံမဲ့အာဒီမြင်းညံကြီးတက်ကလုံမဲ့ဘောလုံးပွဲမှာအာကျွန်တော်ဘောလုံးဝင်ကန်မှုစဉ်းစားနေဗောနော်စဉ်းစားတာအာ training လေးသွားစင်းတာဗောနော်မနေ့ကတော့ဗောမနေ့က training လေးသွားစင်းနေတဲ့အာဘောလုံးကန်ပြစ်တာဗောနော်ခဏလေးကိုဝင်ဖမ်းတာ ကိုဝင်ဖမ်းတဲ့ချိန်လက်သိမ်းရောင်သွားတယ်ဗောဘောလုံးပုတ်လဲလက်ရမပါပဲနဲ့ဖမ်းလိုက်တာလက်သိမ်းလက်သိမ်းရောင်ပြီးတော့အခုလက်သန်းကဘာဖြစ်နေလဲမသိဘူးဟောနော်အစီးရီးပါတော့မလိမ့်ရသေးဘူးခုနဒီဗီဒီယိုရိုက်ပြီးမှစီကံတော့ပြအောင်ပဲဗောနစီကံတော့ပြပြီးတော့အာဟောပြအောင်အဓိကတော့မနှက်ဖန်လုံးမဲ့ဗောနဟိုတော်လိုင်းပုံလုံးပွဲမှာခဏဝင်ကံဗောအများကြီးလည်းမကန်နိုင်တော့ပါဘူးမကန်တာကြတော့လေ training ကတော်တော်ပြန်နေပြီအဲ့တော့သွားကန်တာဗောနအာ training သွားဆင်းတာ မနေ့မနေ့ရတော့သွားဆင်းတာဒီနေ့တော့မနက်အိယာနိုးတော့လက်ကတော်တော်ကိုရောင်နေပြီပေါ့နော်တော်တော်ကြီးကိုရောင်နေတော်တော်ကြီးကိုရောင်နေပြီပေါ့အဲ့တော့တော်လိုင်းဘောလုံးဝဲတော့ဝင်ပြီးတော့နှွှဲကျင်လို့ဟောနော်ဘောလုံးကလည်းမကဲလာကြပြီဆိုတော့အဲ့တော့ဒါပါတော့ဒါဘောလုံးသွားကြတဲ့အကြောင်းလေးပြောပြတာပေါ့နော်အော်ဒါမနေ့ရတော့ကအဲကြံတဲ့အကြောင်းလေးပြောပြတာပါအဲ့တော့โอเคကောင်းပြီဒီနေ့ကတော့ဒါ အာကျွန်တော်ကစနေတနင်္ဂနွေနေ့ဆိုရင်အာကျွန်တော်ပြောချင်တဲ့အကြောင်းအရာတွေကိုစိတ်သေးပေါ်လာတဲ့အချိန်အာကျွန်တော်ပြောလိပြောထားရှိတယ်အဲ့တော့ဒီနေ့ပါလေကျွန်တော်ပြောချင်တဲ့အကြောင်းအရာတခုရှိတယ်ဒါကကျွန်တော်ပြောချင်တဲ့အကြောင်းအရာနဲ့လည်းတိုက်ဆိုင်နေတယ်အနောက်ပြီးတော့ဒီအပိုင်းတော့မှပဲဖြစ်သွားတဲ့အဖြစ်ပြက်တခုရှိတယ်ဗောနော်အဲ့ဒါဘာလဲဆိုတော့အာကျွန်တော်တို့ဒီပြီးခဲ့တဲ့ရက်မှာပြီးခဲ့တဲ့အော်ဗောနော်ရက်မှာဖြစ်သွားကိစ္စတခုရှိတယ်ဘာကိစ္စလဲဆိုတော့ကျွန်တော်ဆက်ပြောမယ်ဗောနော်အဲ့တော့ကျွန်တော်စလိုက်ကြအောင်โอเคစမယ် တိတ်ပြီးတော့ဟိုဖြစ်နေဟိုဒီလက်သန်းနာနေတော့လေလက်လက်ဖြောက်ကတချို့တွေကကျွန်တော်စမယ်စမယ်မပြောနဲ့ဆိုပြီးတော့မန့်လာကျွန်တော်တွေ့ပါဒါပေမဲ့ကျွန်တော်ဗီဒီယိုမှာပေါ့နော် treatment တစ်ခုအနေနဲ့ကျွန်တော်ထည့်ထားဖြစ်ပါတယ်အဲ့တော့ဟိုတချို့တွေလည်းကြိုက်ကြမယ်လို့ထင်တယ်မကြိုက်ကြရင်လည်းတီးခံပြီးကြည့်ပေးကြပါလို့ဒါလေးတော့ကျွန်တော်မဖြုတ်ချင်ဘူးပေါ့နော်အချမ်းမစစ်တပ်က2021အာနာသိမ်းပြီးတဲ့အချိန်ကလေးကနေပြီးတော့ပြည်သူတွေကိုရဲဆက်ဆက်တပ်ဖြတ်မှုတွေ လှုပ်လာခဲ့တာဆိုရင်အခုဆိုရင်၄နှစ်ကျော်လာခဲ့ပါပြီ။အာဒီလိုစစ်တပ်ကစစ်ရသွင်းမှုတွေကျူးလွန်ပြီးလူလူကိုတပ်ဖြတ်နေချိန်မှာတစ်ဖက်မှာလည်းလူလူကိုရုပ်ရှင်ဂီတတွေနဲ့အာယုံကိုလွှဲပြောင်းဖို့ကြိုးစားထားသလိုတိုင်းပြည်နဲ့လူလူကပုံမှန်လဲပတ်နေတဲ့အောင်အာလှုပ်ပြနေရပါတော့စစ်တပ်ရဲ့စစ်တပ်ကလူလူကိုအာယုံလွှဲမှုကထိရောက်လာထိရောက်လာထိရောက်တယ် ကျွန်တော်မပြောနဲ့အညာမှာနေ့စဉ်ရက်ဆက်ဘုံကျဲမှုတွေလုံနေလဲမျိုးပေါ်ကရုပ်ရှင်ရုံတွေမှာလူတွေပြည့်နေတော့ဘားတွေကလပ်တွေမှာလဲထုံနီးတူပဲအော်လူလူကအပျော်ပါနဲ့မီလီယော်လေးစစ်တပ်ကကြိုက်လေပဲဒီလိုစစ်တပ်ရဲ့ဖြစ်ချင်တဲ့အာပုံစံအတိုင်းလိုက်လုပ်နေကြတဲ့အမှုပညာဖက်ခွက်စားတွေကိုလဲပေါ့နော်အမှုပညာလို့ကိုဘန်းပြပြီးကိုကျိုးစီးပွားရှာ လုံနေကြတော့စစ်တပ်တွေကတော့ရေကန်သစ်ကြတဲ့လူလူကိုဝါလာဖြန့်ချီဖို့အတွက်ပုံပြီးတော့အစင်တင့်သွားတော့ဗျာဒါကြောင့်လည်းအခုဆိုရင်ရုပ်ရှင်တွေရတခြင်းတွေဆိုဝေတော်တွေကျင်းပါနေပြည်တွင်းမှာပျော်ပြရုံနဲ့အာမရလို့ပြည်ပထီထွက်ပြီးတော့ပျော်ပါကြတာတွေပါရှိလာတယ်အထူးသဖြင့်ပြည်ပရောက်မြန်မာတွေကိုပြစ်မှတ်ထားပြီးတော့ရေပေါ်စီစိတ်တွေဝင်အောင်အမှုပညာဆိုတဲ့လက်နက်နဲ့စစ်ကောင်စီကတိုက်ရိုက်မခိုင်းတော့ညာလေ တွေ့ဝိုက်တဲ့နီးနဲ့စစ်တအလိုချဖြစ်အောင်လူတို့ကိုစိန်ပြေနပြေနဲ့ကျုံသွင်းနေတာကိုကျွန်တော်တို့မြင်နေရတာဖြစ်ပါတယ်ကျွန်တော်ဘာလို့ဒီစကားကိုပလင်ခံနေရလဲဆိုရင်စကားပလင်ခံနေရလဲဆိုရင်အကြောင်းပြချက်ရှိပါတယ်မနေ့ကတော့ကမန္တလေးမှာ အသက်24နှစ်ရရပ်ပါတယောက်တက်ခံလိုက်ရပါတယ်ဘလို့အသက်ခံလိုက်ရလဲဆိုရင်စစ်တက်လပားစီ ပြူဇော်တီဆိုတဲ့စစ်ကြုံလေးကဒီကောင်လေးကိုသူ့ရဲ့နေအိမ်မှာလာဖမ်းပြီးတော့စစ်ကြောရေးမှာတပ်ပလိုက်တာ။ဘာကြောင့်လာဖမ်းတယ်ဆိုတဲ့အကြောင်းပြချက်ကိုလည်းမပေးနိုင်သလိုဘာကြောင့်တပ်ပစ်လိုက်တယ်ဆိုတဲ့အကြောင်းပြချက်လည်းမပေးနိုင်ဘူး။အဲ့တော့ညာလာဖမ်းတယ်မနေ့ကမနေ့ရောက်တော့မိသားစုကိုအလောင်းလာထုတ်ပြီးတော့ချက်ချင်းတချူခိုင်းတယ်။လူတယောက်ကိုတပ်ဖို့အတွက်ဒီကောင်လေးအတွက်တလောက်လွယ်နေလား။တရားဝဲလူတက်လိုင်စင် ထုတ်ပေးထားတာလား။ တည်သွားတဲ့လူမှာလူငမဲ့ကလေးနဲ့မိမကျန်နေခဲ့ပါဘာမှတတ်တာစစ်ကြောရေးမှာအဲ့တော့ကျွန်တော်ဒီနေ့ပြောချင်တဲ့အကြောင်းအရာအခုမှစပါပါဒါကရှေ့မှာဘောလို့စကားပြင်နေခန်းဒီအကြောင်းအရာနဲ့ပတ်သက်ပြီးပြောနေအဲ့တော့ကျွန်တော်ဒီနေရာမှာနှစ်ပိုင်းပြောအောင်ကျွန်တော်ပြောချင်တာနှစ်ပိုင်းရှိတယ်အဲ့တော့ပထမတစ်ပိုင်းကဘာလဲဆိုတော့စစ်ကြောရေးလူတွေကိုအလွယ်တကူဖမ်းပြီးတော့တတ်ဖြတ်တဲ့စစ်ကြောရေးအကြောင်းကိုကျွန်တော်တို့ပထမတစ်ပိုင်းအနေနဲ့ပြောရပါမယ် ဒုတိယတစ်ပိုင်းကတော့လွတ်လပ်စွာနဲ့ဂီတကိုဖန်တီးတဲ့လူငယ်တွေကိုအတုံးချပြီးတော့ဝါဒဖြန့်ချင်မှုတွေလှုပ်လာတဲ့အကြောင်းတွေကိုကျွန်တော်တို့ဒုတိယပိုင်းနေနဲ့ထပ်ပြောရမယ်လို့ထင်ပါတယ်။အဲ့တော့ဒီလူငယ်လေးတက်ခံလိုက်ရတယ်။အသက်24နှစ်ပဲရှိပါသေးတယ်။မိန်းမနဲ့ကျွန်တော်တို့လူမမယ်ကလေးဂျန်ခဲ့တယ်။ဘာကြောင့်တက်တာလဲ။အကြောင်းပြချက်မပေးနိုင်ပါဘူး။ဟုတ်ပြီ။အမှစစ်ကြောကြီးကိုခေါ်သွားတယ်။ ထုံးစံအတိုင်းပေါ့လူတယောက်ကိုအခန်းချင်းလေးတင်းမှာအခန်းချင်းလေးတင်းမှာရိုက်နဲ့ညင်ပန်းတက်ဖြတ်တဲ့ဖြစ်စဉ်လှုပ်ခဲ့တာပါယူဇော်ဒီရဖန်းနဲ့စစ်ကြောရေးကိုခေါ်ရတဲ့တတ်တယ်အဲ့တော့စစ်ကြောရေးခန်းနေတဲ့မှာကျွန်တော်တို့လူနာတွေလူမသိသူမသိတက်ဖြတ်ခံလိုက်ရတဲ့သူတွေဖမ်းပြီးတော့အစပြောက်သွားတဲ့သူတွေနှီးပေါင်းစုံနဲ့ကျွန်တော်တို့ဒီတော်လိုင်းကြီးမှာအဖမ်းခံရပြီးအစပြောက်သွားတဲ့သူတွေအများကြီးကိုကျွန်တော်တို့ရှိနေပါ ဘာကြောင့်ဒီလိုတွေတက်ဖြတ်ခွင့်ရနေတာလဲစစ်ကြောရေးမှာစစ်ကြောရေးဝင်မှုတဲ့သူတော်တော်များများပြောကြပါတယ်ငါတို့တို့အတွက်လူတက်ဖို့ဆိုတာမခဲရင်ပါမတော်တဆလူတည်သွားမယ်ဆိုရင်စာရွက်စာရံလေးနည်းနည်းပဲလိုတာပါဆိုပြီးတော့ပြောလို့ပြောထားရှိတဲ့အကြောင်းအရာရှိပါတယ်အဲ့တော့စစ်ကြောရေးအကြောင်းကိုကျွန်တော်တို့ပြောအောင်ကောင်းပြီစစ်ကြောရေးအကြောင်းကိုကျွန်တော်တို့ဘာကြောင့်ပြောရလဲစစ်ကြောရေးအကြောင်းကိုကျွန်တော်တို့ပြောဖို့လိုပါ အဓိကအားဖြင့်ကျွန်တော်တို့မျိုးပြတွေမှာလှုပ်ရှားပြီးတော့တော်လန်ရေးတော့လှုပ်ရှားပြီးတော့ရုံးကန်နေတဲ့ UG တွေတပိတ်ရဲဘော်တွေနောက်ပြီးတော့မျိုးပြတွေမှာနေပြီးတော့တိတ်တဆိတ်ထောက်ပို့တဲ့သူတွေတော်တော်များများဟာစစ်ကြောရေးတွေမှာဖမ်းခံရပြီးတော့အစပြောက်တဲ့ဖြစ်စဉ်တွေတော်တော်များများဖြစ်ခဲ့ပါတယ်။ယနေ့အချိန်ထိလည်းဖြစ်နေသေးပါပဲ။မနေ့ကအထိလည်းဖြစ်ပြီးွားပါပြီ။ကျွန်တော်တို့စစ်ကြောရေးထွက်လာပြီးတဲ့သူတယောက်ကို ပုံမှန်မဟုတ်တဲ့စိတ်အခြေအနေတွေပုံမှန်မဟုတ်တဲ့ပုံစံတွေနဲ့ထက်ထက်ခါခါကျွန်တော်တို့မြင်ရပါတယ်မစ္စတာရှောင်းတာနယ်ရဲ့တူမတူအကျဉ်းသားဆိုတဲ့စာအုပ်ကိုဖတ်ဖူးကြမှာပေါ့နော်ဖတ်ဖူးကြမှာပေါ့ဒီတော်လိုင်းမှာပြည်တွင်းကသူတွေကတော့ဖတ်ဖို့ခဲညင်းလိုက်မယ်ဒါပေမဲ့ audio book တွေအာတခြားဥစ္စာတွေကိုတော့ဖတ်ဖူးလိုက်မယ်ပေါ့နော်ကျွန်တော်စီမှာလည်းကျွန်တော် SSL ကိုဝယ်ထားတာရှိတယ်ပေါ့နော်အာ ကျွန်တော်နောက်ကြမှအဆောက်အဦထဲကတချို့အကြောင်းအရာတွေကိုကျွန်တော်ထုတ် ပြီးတော့အာကျွန်တော်ပြောဖို့စီစဉ်လှုပ်ထားပါသေးတယ်အဲထားပါတော့နော်အာကျွန်တော်ဆောက်ကျွန်တော်ဘာလုပ်လဲမသိငှားလိုက်တာဗျသူကသူကျင်းလာဟာကျွန်တော်ကျွန်တော်ကတော့တလုံးကြီးပါဖတ်ပြီးသွားတယ်တချို့အာဒီဆောက်အဦထဲမှာဘာတွေရေးထားလဲဆိုတာသိကျင်တယ်ဆိုရင် YouTube မှာဒီတူတူကျင်းသားဆိုပြီးတော့ဘောနော် audio book တွေဖတ်ပြထားတာရှိပါတယ်အဆောက်အဦတွေကိုအာကျွန်တော်တို့ ဖတ်ပြီးတော့ဟိုပါနားထောင်လို့ရတယ်ဗောနော PDF ဖိုင်တွေဘာတွေကတော့ online မှာမတွေ့ဘူးဒါပြီးပါကသူတွေကတော့ဒီစာအုပ်ကိုအလွယ်ဟိုပါနော်မှာပြီးတော့ဖတ်လို့ရတာဖြစ်တဲ့ပြီးပါကအဲဒီစာဖတ်ဝါသနာပါတဲ့သူတွေကတော့ဒီစာအုပ်ကိုတော်တော်များဖတ်ပြီးတော့ပါကျွန်တော်လည်းဒီတောင်ကိုရီးယားမှာဝယ်ပြီးတော့ဖတ်တာဗောနော်အော်ဒီတဲမှာဆိုစစ်ကြောရေးအကြောင်းတွေပါပါဒါဆိုရှောင်းတာနယ်ဆိုမစ္စတာရှောင်းတာနယ်ဆိုရင် အော်စတြေးလျနိုင်ငံသားတူဖြစ်တယ်သူတောင်မှစစ်ကြောရေးထဲမှာအခန်းချင်းလေးထဲမှာ နေရတဲ့ရက်တွေကိုသူရေးပြထားတဲ့အကြောင်းအရာတွေကတော်တော်လေးကိုမျက်စိတွေပုံဖော်ကြည့်မှဆိုဘလောက်ထိလူတယောက်အတွက်စိတ်ထန်ရာတွေဘလို့ပေးလဲဘလောက်ထိဟိုဖြစ်လဲဆိုတာကျွန်တော်တို့ကောင်းကောင်းကိုသိပါတယ်ကျွန်တော်စစ်တပ်ထဲမှာတော့စစ်ကြောရေးနဲ့ပတ်သက်တဲ့တင်ကန်းစာတွေတချို့စာတွေကျွန်တော်တို့တင်ကြားမှုပါတယ်စစ်ကြောရေးဆိုတဲ့ဥစ္စာတစ်ခုကလူတယောက်ရဲ့စိတ်ကိုရိုက်ချိုးလိုက်တာဖြစ်ပါတယ်စစ်ကြောရေးတစ်ခုဝင်နေဆိုတာက အာကျွန်တော်တို့တော်တော်များများနိုင်ငံရေးသမားတွေဖန်ခံရတယ်ဖန်ခံရတယ်ဆိုမှသူတို့ကဟိုယာသွင်းမှုကိုကျူးလွန်နေတာမဟုတ်ဘူးဒီလူကိုမချိုက်လို့တော်လှန်ပုံကံနေတဲ့သူတွေဖြစ်တယ်ဒါပေမဲ့ဒီလူတွေကိုသူတို့ရဲ့နိုင်ငံရေးယုံကြည်ချက်နိုင်ငံရေးခံယူချက်တွေကို ဟိုပါဘောနရက်တံပြဖို့အတွက်ပျက်စီးဖို့အတွက် ရိုက်ချိုးဖို့အတွက်စကြောရေးကန်းတွေကိုအဓိကအသုံးပြုကြပါတချို့တွေဆိုရင်အာစကြောရေးမှာတလားနှစ်လားသုံးလေးလားလောက်ထိကြာပြီးတော့နှိပ်ဆက်ညှဉ်းပန်းခံရတာရှိပါတယ်ထမင်းကိုထမင်းလုံးထမင်းနဲ့တူအောင်မစားဘူးရေမတောက်ရဘူးအာတချို့တော့ရက်တွေကိုဟိုပါဘောကျွန်တော်ထရိတ်ဆန်တယောက်လိုမျိုးထားပြီးတော့ကိုညှဉ်းပန်းတက်ဖြတ်ညှဉ်းပန်းနှိပ်ဆက်တာဖြစ်ပါတယ်တချို့သူတွေမခံနိုင်လုံးလို့အထဲမှာကြာဆုံးသွားရတဲ့သူရှိတယ်ဒါပေမဲ့သူတို့ရဲ့နိုင်ငံရေးယုံကြည်ချက်နဲ့ခံယူချက်တွေကိုလုံးဝ ဟိုမစွန့်လွတ်ပဲနဲ့ဟိုဟာဖြစ်တာရှိပါကျွန်တော်တို့စစ်ကြောရေးမရောက်တဲ့တကယ်ယာသွင်းမှုကျူးလွန်တဲ့သူတွေလည်းအများကြီးရှိပါဥပမာဓမြမှုတခြားဥစ္စာတွေကျူးလွန်တဲ့ကောင်တွေစစ်ကြောရေးမရောက်ပါဘူးသူတို့တွေဒီတရားရုံးတွေအချုပ်ခန်းတွေမှာပဲပြီးပြီးတော့ထောင်ကျပြီးတော့ပြီးသွားတယ်ပြီးတော့လူချင်းချမ်းသာဝင်တွေပြန်လွတ်တယ်ယာသွင်းမှုကျူးလွန်တဲ့သူတွေကိုကြတော့စစ်ကြောရေးမှာမစစ်ပဲနဲ့နိုင်ငံရေးမှုတွေကိုကြတော့ကျွန်တော်တို့စစ်ရာသွင်းမှုတွေကျူးလွန်ပြီးစစ်ကြောရေးမှာအလွယ်တကူတက်ဖြတ်နေတာကိုကျွန်တော်တို့တွေ့နေရတာတော်တော်လေးကို စိတ်မကောင်းပါဘူးကျွန်တော်ဒီစကြောရေးအကြောင်းဗီဒီယိုတစ်ခုတက်တက်ကိုအာကျွန်တော်လုတ်ပါအောင်မယ်အဲ့တော့စကြောရေးမှာလူတွေကိုတက်ဖြတ်တယ်ဘလို့တွေတက်ဖြတ်လဲလက်သေးတွေခွာတာရင်နွေးပူတွေနဲ့လောင်းတာမီးတွေနဲ့ရှို့တာအမျိုးသမီးတွေဆိုရင်ရင်ရင်သားတွေအကင်ခံရတာဒီတင်ပါးတွေကိုအကင်ခံရတာဒါတော်တော်များများလဲစကြောရေးရဲ့အကြောင်းတွေကိုလွတ်လာတဲ့သူတွေပြောပြတာကိုကြားဖို့ကြားမှာပါ တင်သားတွေကခိုင်းခိုင်းတာ main ကလေးဆိုတချို့တွေဆို LGBT တွေဆိုရင်အာကျွန်တော်တို့စအိုရဲကိုအာထိုးထည့်ခံရတာတချို့သူတွေဆိုစစ်ကြောရေးထဲမှာမတိန်အချင်းခံရတာတွေအသာရှိပါတယ်ဒီ LGBT တွေတချို့သူတွေဆိုမတိန်ချင်းခံရတာရှိပါတယ်နောက်ပြီးတော့ဒီစစ်ကြောရေးခန်းနေထဲမှာအမျိုးသမီးတွေလည်းမတိန်ချင်းခံရတာရှိပါတယ်အမျိုးသားတွေလည်းဒီစအိုတွေကိုဓမ္မတာနဲ့စန့်ကျင်ပြီးတော့ ပေါ့နော်ဟို तू อ่ะ LGBT မဟုတ်ဘူးเนาะရိုးရိုးယောက်ျားတယောက်သူ့ကိုစော်ကားသူ့ကိုပေါ့နော်ဟိုဟာဖြစ်ချင်တာဖြစ်တဲ့အတွက်သူ့ကိုသူ့ရဲ့ယုံကြည်ချက်ခံချက်ကိုပြပြားနေချင်တာဖြစ်တဲ့အတွက်ကတော့ဗျာမင်းကဖိန်ချလိုက်ရမလားဆိုပြီးတော့အဲ့လိုရိုင်းဆန်းဆန်းနေတုံ့ပြန်ပြီးတော့တကယ်ချခံလိုက်ရတဲ့သူတွေလည်းရှိပါတယ်အဲ့လောက်ထိကိုချမ်းပါတယ်စစ်ကြောရေးခံနေကြတချို့တွေဆိုဟိုဒီစစ်ကြောရေးမှာခုံရှိတယ်ပေါ့နော်ခုံရှိရဆိုခုံကဟာဒီအောက်ကတိုင်ကအဲတုံးပတ်မညီဘူး သုံးဘက်မညီဘူးတစ်ဖက်ကနှိမ်တစ်ဖက်ကမြင့်အဲ့လိုမျိုးထားပြီးတော့အပ်ပေါ်မှာထိုင်ခိုင်းတာတနည်းကိုထိုင်ဖို့အတွက်ကိုဘလို့မှအဆင်မပြေဘူးအဆင်မပြေဘူးကလူကထိုင်ရတာကိုအဆင်မပြေထိုင်ခိုင်းပြီးတော့ထိုင်ရတာကိုအဆင်မပြေတာနောက်ပြီးတော့မီးလုံးလေးတစ်လုံးမှထုံးလာတယ်အထင်းမှာဟောပေါ့နော်ဒီပပလေးပဝါပပလေးစီးထားတယ်ပေါ့နော်မီးရောင်လေးကိုတော့သူ့မျက်လုံးထဲမှာမြင်နေရတယ်ဒါပေမဲ့ဘာလဲဆိုတာသူမသိပြောချင်တာကအမောင်ထုကိုဝိုးဒွာတာဖြစ်အောင်လုပ်တာ တခါကျရအမောင်ဒုတွေမှာပြစ်ထားတာအမောင်ဒုတွေမှာဗျာဘသူပဲနေနေကြာရှည်နေရပြီဆိုအဲ့လိုအရန်စိတ်ညစ်ဖို့ကောင်းပါအမောင်ဒုတွေမှာနေရတဲ့သူတွေကကျွန်တော်တို့တွေမီးပြတ်သွားတဲ့အချိန်မှာအမောင်ခန်းထဲမှာဖျောင်းနိုင်မပါဘဲနေမယ်ဆိုရင် ကျွန်တော်တို့အဲ့ချိန်ကလွဲပြီးတော့ကြံတဲ့ချိန်တွေမှာတယောက်တည်းအမှောင်လူကြီးထဲမှာနေဖို့ဆိုတာဘသူမဆိုခက်ခဲပါဘူး။ကြောက်တတ်တာပဲဖြစ်ဖြစ်တရေကြောက်တာပဲဖြစ်ဖြစ်မကြောက်တာဖြစ်အမှောင်လူရဲ့စိုးထိတ်မှုဆိုတာလူတိုင်းမှာရှိပါတယ်။အဲ့လိုစိုးထိတ်မှုတွေကလည်းအားငယ်စိတ်တွေဖြစ်အောင်လုပ်ပြီးတော့ခြောက်လန့်တာတွေလည်းဒီစကြောရေးခန်းနေထဲမှာကျွန်တော်တို့ကြုံရပါတယ်။ဒါကတစ်ခုပါ။နောက်တစ်ခုကသူတို့တွေဒီစိတ်ပိုင်းဆိုင်ရာ ထိခိုက်အောင် လုပ်တာတွေရှိပါတယ်။ ဥပမာမိမိနဲ့ပတ်သက်တဲ့မိသားစုတွေဆွေမျိုးတွေကိုနှိမ်ချဆက်ဆံပြောဆိုတာတွေနောက်ပြီးတော့မိသားစုနဲ့ပတ်သက်ပြီးတော့တကယ်ချင်းချောက်တာကျွန်တော်တို့တစ်ခါလေကြရင်မိသားစုလိုက်ဖန်းခံရတာရှိဖန်းခံတဲ့အချိန်မှာတစ်ဖက်ကဟိုကလေးနဲ့မိန်းမကိုတစ်ဖက်ခန်းမှာအော်ဟစ်ပြီးတော့ရိုက်နှက်နေပြီးတော့တစ်ဖက်ခန်းကနေနားထောင်ခိုင်းတာအော်မင်းကြောင့်မင်းမိသားစုဘက်မှာခံနေရပြီမင်းဘာလုပ်မှလဲဆိုတဲ့ပုံစံမျိုးတွေအဲ့လိုမျိုးပုံစံမျိုးတွေနဲ့ချင်းချောက်တာ စစ်ကြောရေးခန်းတွေကအဖြစ်ပြက်တွေဟာတကယ်ကိုကြမ်းတမ်းလုံးပါတယ်ကျွန်တော်တို့နိုင်ငံကစစ်ကြောရေးခန်းတွေကတော်တော်ကိုကြမ်းတမ်းလုံးပါတယ်သူတို့မှာဥပဒေမရှိဘူးသူတို့မှာဥပဒေမရှိဘူးလူတယောက်ကိုသူတို့ပြောစေခြင်းနဲ့စကားတစ်ခုမပြောသေးကိုကျွန်တော်တို့ရိုင်းနှက်တာဖြစ်ပါတယ်နောက်ဆုံးကျိုးပေးတက်ဖြတ်ခံလိုက်ရတဲ့ကိုမောင်ကျော်တို့ကိုစရာတော်တို့ပြောတာဖြစ်ပါတယ်ကိုကိုစရာတော်တို့ဥကျင်မီတို့တော်မှာစစ်ကြောရေးခန်းထဲမှာတော်တော်ရိုင်းနှက်ခံလိုက်ရဥကျင်မီတို့ ဘောတော့ဖန်ခံပြီးတော့ဒီအပြင်ကိုပြန်ထွက်လာတဲ့အချိန်မှာသူ့မှာဖူးရောက်နေတဲ့မျက်နှာတွေကိုကျွန်တော်တို့တွေ့နေရပါကိုမောင်ကျော်ဆိုရင်တော့မှတော်တော်လေးကိုဘလောက်တော့နှိပ်စက်ခံထားရလဲမသိဘူးသူ့ဝင်ခံတယ်ဆိုတဲ့ဗီဒီယိုဖိုင်မှာသူ့ကိုဘလောက်တော့နှိပ်စက်ထားလဲဆိုတာမသိဘူးပေါ့နော်သူတော်တော်ကိုခံစားထားရတာကိုကျွန်တော်တို့တွေ့ရပါတယ်ဟောပြောချင်တာကနာမည်ကြီးကျွန်တော်တို့နိုင်ငံရေးသမားတွေတောင်မှမလွတ်ဘူးအကုန်လုံးကိုကျုံးတာဖြစ်ပါတယ်ဟောပြောချင်တာကစစ်ကြောရေးခန်းကကျွန်တော်တို့ စစ်ကြောအခန်းတွင်းကယာသွင်းမှုကျူးလွန်မှုတွေကကျွန်တော်တို့နိုင်ငံမှာတော်တော်လေးကိုပြင်းပြင်းထန်ထန် ဖြစ်ပေါ်နေဖြစ်ပါတယ်။အခုဒီလူငယ်လေဒီတိုင်းပဲတည်ရဖြစ်ပါတယ်။စစ်ကြောအခန်းထဲမှာဘလောက်တောင်နှိပ်စက်ပြီးတော့တည်ဝါလဲဆိုတော့ကျွန်တော်တို့မြင်နေရမှာဖြစ်ပါတယ်။ဒါတွေကိုကြည့်ရရင်မိမိမခံရသေးတော့ ငါဒီကောင်လေးလှုပ်လို့ဒီကောင်လေးကိုပေါက်ကိုခံကိုဖြစ်ကိုခံဆိုတဲ့စကားရှိတော့တချို့တွေကြတော့လေငါတို့ကဒီနိုင်ငံရေးထဲမှာဒီဒေါ်လာရေးထဲမှာပါဝင်နေရငါတို့ဒီလိုဖြစ်တော့ငါတို့ဘယ်သူလာကြလဲဟုတ်တယ်ဘယ်သူမှလာကြလို့မရဘူးဒါပေမဲ့ယုံကြည်ချက်နဲ့ခံယူချက်နဲ့အလုံးလုံးတဲ့သူတွေတော့ကဒီဥစ္စာကဖြတ်ကိုဖြတ်ကျော်ရမယ်အခက်အခဲကြီးတစ်ခုလို့ဖြစ်နေတယ်သူတို့လက်ထဲရောက်ပြီးသွားရေးဆိုတချို့တွေဆိုပြောရင်ဟာစစ်ကြောရေးကနေလွတ်သွားရင်စိတ်ချမ်းသာပါပဲသူမတည်တော့ဘူး အဲ့လိုမျိုးခံစားအဲ့လိုမျိုးစိတ်ပိုင်းဖြတ်လိုက်တဲ့သူတွေတောင်ရှိတယ်ဗောနော်အဲ့တော့ပြောချင်တာကစစ်ကြောရေးခန်းတွေရဲ့ရက်ဆက်မှုတွေကြမ်းကြုတ်မှုတွေဟာကျွန်တော်တို့ပြောမဆုံးတာတောတုံးတော်ပဲဗောနော်ပြောမဆုံးပါတောတုံးတော်ပဲအဲ့တော့သူတို့တွေမှာဒီလိုအဖြစ်ပြက်တွေဟာတကယ်ဖြစ်ခဲ့တယ်ဖြစ်ပါတယ်အဲ့တော့ ဒီလိုဖြစ်စဉ်တွေကဟောပေါ့နော်နိုင်ငံရေးသမားတွေပါတီ NLD ဆိုရင်လည်းပါတီဝင်တွေဒီလိုဥစ္စာမျိုးတွေရှိပါတယ်ညာဖမ်းနေမနဲ့ဆိုရင်အလောင်းလာယူဒီလိုမျိုးဖြစ်စဉ်တွေကအများကြီးဖြစ်ပါတယ်အခုဒီကောင်းနေဒီနိုင်ငံမှာအုတ်ချုပ်ခွင့်ရနေသူတွေစစ်ကြောရေးခန်းတွေကနေပြီးတော့လူမသိမသူသူမသိပျောက်ပြက်သွားတဲ့အလောင်းတွေရှိတယ်လို့မနဲ့ညာဖမ်းသွားပြီးမနဲ့ကြရင်လာထုတ်ဆိုတဲ့ပုံစံမျိုးတွေကလည်းဆက်လက်ပြီးတော့ဖြစ်နေအောင်မယ်ဆိုတာကိုကျွန်တော်တို့ပြေးကြည့်ကြရမလို့ပါဘူးမြင်နေ တွေးကြည့်ရတဲ့ကိုကျွန်တော်တို့ရတယ်ဆိုတဲ့အခြေအနေဖြစ်ပါအဲ့တော့ဒါဟာမတရားတက်ဖြတ်ခံလိုက်ရတဲ့ဖြစ်စဉ်တွေဖြစ်ပါကျွန်တော်တို့အခုရှေ့တန်းတွေမှာဖမ်းမိတယ်တချို့သောအရာတွေမှာစီရသမှုကျူးလွန်တဲ့သူတွေမှာအစစ်ကြောရေးမှာကျူးလွန်တဲ့ကောင်တွေမပါသေးဘူးနော်အဲ့ကောင်တွေကိုဖမ်းမိရင်ကျွန်တော်တို့ပို့ပြီးတော့တရားကိုပိုစီရင်အောင်မှာအဲ့တော့ဒါတွေကပြောရမယ်ဆိုအရင်တော့ကနာဒီဂျာမနီအချင်းစခန်းတွေမှာခံရတဲ့ပုံစံတွေတချို့တွေစောင်းတွေလည်းဖတ်မှုမှာပေါ့အဲ့လိုဖြစ်စဉ်တွေတိုင်းမြန်မာနိုင်ငံမှာတကယ်ကိုလုံနေရတယ် စကြောရေးမှာရက်ဆက်တဲ့ဖြစ်စဉ်လောက်ရတဲ့အများကြီးရှိသေးတယ်လူတွေရဲ့အသားတွေကိုဓာတ်တွေနဲ့လှီးရတယ်ရှိသေးတယ်အများကြီးပြပြောရရင်အများကြီးပဲအဲ့လိုမျိုးပုံစံတွေဖြစ်တာဖြစ်ပါတယ်အဲ့တော့ဒါကဒီလူငယ်လေးကစကြောရေးမှာဘောနော်တည်ဆုံးတယ်ဆိုလို့ကျွန်တော်စကြောရေးချောင်းပထမတစ်ပိုင်းနေနဲ့ပြောပါတယ်ဟုတ်ပါပြီဒုတိယတစ်ပိုင်းဒီလူငယ်ကပါလေ underground rapper တယောက်ပါ underground rapper တယောက်ဖြစ်ပါတယ်ကျွန်တော်တို့ဒီ delore မှာတွင် underground rapper တွေကနေပြီးတော့ တချင်းထွက်ထားတာရှိတယ်။ကျွန်တော်တို့တော်လန်အေးသမားတွေကိုလှမ်းပလိမ့်တာပေါ့။မင်းတို့ပြီပားကနေဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော်။ငါတို့ကလမ်းမတွေကိုပဲကိုစားပြုနေတာပေါ့။တကယ်တမ်းကျတော့စစ်တပ်ကကိုစားပြုနေတဲ့ rapper တွေပို့ပြီးတော့များနေတာ။အဲ့တော့မန္တလေးမှာတည်သွားတယ်။သူက rapper တယောက်။သူ့အတွက်မန္တလေးက rapper ဆိုတဲ့နာမည်ကြီးကြီးရှိပါတယ်။ Chief Fire တို့ Jit Jit တို့ဒီလိုကောင်တွေဒီကောင်လေးအတွက်အတန်ထွက်ပေးကြ။အထွက်ပေးဦးလေ။ဘယ်ထွက်ပေးကြမလဲ။အဲ့ကောင်တွေအကုန်လုံးဘောမာတွေလောက်နေတာဟုတ်အခု။ အကောင်တွေအကုန်လုံးဘောမတွေလုံနေတာပေါ့အဲ့တော့ကျွန်တော်ကအာဒီမှာဆိုရင်ဒီကောင်လေး industry တွေမှာ mainstream ပဲဖြစ်ဖြစ် underground တော့ပဲဒီကောင်လေးယူသေးတဲ့ကောင်လေးအာ rap god ကြီးတွေလို့သတ်မှတ်ထားတဲ့ကောင်လေးအများကြီးရှိတယ်ပေါ့ mainstream ပုံမှာလည်းရှိသလိုဒါပါတော့မြန်မာနိုင်ငံမှာဆိုဂျီမီလို့ပေါ့အတန်ထွက်အတန်ထွက်မထွက်ဘူးဘယ်ထွက်မလဲသူတို့မထွက်တာကိုကျွန်တော်တို့နားလေတယ်နားလေတယ်ဒါပေမဲ့ အမှန်တရားကိုမျက်ကွယ်ပြီးဗလိန်းနဲ့စောက်ပေါက်တွေရတော့တော်တော်လေးကိုလုံဒီရပါတယောက်တည်ဆုံးမှုအတွက်ချက်ဖမမလေးဂျီဖတ်မမလေးဟောဘသူမှမထွက်ရဲကြဘူးဘသူမှမထွက်ရအောင်အန်ဒါဂရောင်းရပါတွေရအောင်ဒီချောင်းကို တန်ထွက်ရတာတချို့အာမင်းတို့ကောင်နေ rap အကြောင်းမသိပါဘူးလို့ကျွန်တော်တို့ပြောကြတယ်ခေါ့ကျွန်တော်ဟိုတခါ rapper တွေကိုကျွန်တော်စစ်ခွေးတွေနဲ့ပေါင်းလို့ဆိုပြီးတော့ခက်တက်ကလည်းသတင်းတင်တော့ကျွန်တော် grind လေး video အတုံးကလုတ်ဖြစ်တယ်ကျွန်တော်အောက်မှာမင်းရဲ့ rapper အကြောင်းမသိပါဘူးကွာမင်းစောက်ပေါ်လေးပါပါဖြစ်နေညာဖြစ်နေကျွန်တော်လာပြောကြတယ်တချို့ကောင်ကောင်းပါပြီမသိပါဘူးဟုတ်ပါတယ်ကျွန်တော် rapper အကြောင်းအဲ့လောက်ကြီးကောင်းကောင်းလည်းမသိပါဘူးတကယ်ကိုဒါပေမဲ့ rap ချင်းတွေကြိုက်တယ်ကာယံတွေကနေထွက်လာတဲ့စာသားတွေကိုကြိုက်တယ် ဒီကောင်တွေရပ်ပါရတော်တော်များငါတို့ကလမ်းမတွေကိုကူသားပြီးတော့လမ်းမပေါ်ဖြစ်ပြတဲ့အကြောင်းတရားတွေအမှန်တရားတွေကိုငါတို့ရပ်တွေဖြစ်ငါတို့ကပြောင်းလဲရဒါပေမဲ့ကျွန်တော်နိုင်ငံရပ်ပါတယ်လမ်းမပေါ်ကိုကူသားပြုနေရမှာစစ်တပ်ကိုကိုကူသားပြုနေတဲ့သဘောတရားတွေကိုကျွန်တော်တို့အခုချိန်မှာပို့ပြီးတော့မြင်နေရဖြစ်ပါတယ်အခုနောက်ပိုင်းရပ်ပါတွေကဘလို့ဖြစ်နေလဲဆိုတော့အမှန်တရားကိုရက်စာသားတွေဆက်ပြီးတော့ပြန် diss တဲ့ကောင်တွေများနေတာ G5 ဆိုတဲ့ကောင်သူ့ရဲ့ခံယူချက်သာမှန်မယ်ဆိုရင် ခက်ခဲမယ် ချမ်းသာမယ်မှန်တယ်မိသားစုဆိုတာရှိတယ်အခုဟိုဟာပေါ့နော်တော်လိုင်းရေးဘက်မှာရက်တည်နေတဲ့အမှုပညာရှင်တွေအားလုံးလည်းမိသားစုရှိတယ်အတုမိသားစုကြောင့်ဘာဖြစ်လဲညာဖြစ်တယ်ဆိုပြီးတော့အမရပ်ဘာနာကောင်ဖြစ်တယ်ဟဲ့လားဟိုကောင်ဘာလဲစပင်ကောက်ကောက်နဲ့ကောင်ပဲနော်နောက်ပြီးတော့ G5 စစ်တပ်ကိုပြန်ခေါ်လုံးရဖို့အတွက်တော်လန်ရေးတော်လန်ရေးနဲ့အမှန်တရားကိုပြန်တက်စတဲ့တခြင်း red ကိုကြီးတယ်အာအတော့ကျွန်တော်တို့တွေဝိုင်းဆဲကြတယ်အများကြီးပဲဝိုင်းဆဲကြတယ်ကျွန်တော်တို့ unfollow လုပ်ဖို့ဒီကောင်တွေ ဟာ post တွေအောက်မှာသွားပြီးတော့မှန်ကြ။ဒါပေမဲ့အချိန်တန်တော့လေဘာဖြစ်လဲ။ပြန်ပြီးတော့ပြန်အားပေးကြ။အာဂျီဖယ်လီဘာဖြစ်တယ်ညာဖြစ်တယ်။လုံနေကြတာလုံနေကြဖြစ်ပြက်နေကြ။ဟိုတလောတော့က rubber တွေဝိုင်းပြီးတော့ဆဲကြတော့ဘာဖြစ်လဲ။ကျွန်တော်တို့စာသားရင်လည်းပြန် disk တယ်လေ။တကယ်ကိုကောင်းတဲ့ rubber တွေရှိတယ်။အတန်လည်းမထွက်ဘူး။သူတို့စိုးစရာရှိရာစိုးတယ်။ကျွန်တော်တို့ကဒီအချိန်မှာအမှုပညာကိုလေဘယ်ကောင်ပြည့်မလုံနဲ့လို့မပြောဘူး။လုံ။ ဒါပေမဲ့စစ်တပ်ကိုဝါဒဖြန့်ပေးနေတဲ့စစ်တပ်ရဲ့ပတ်စံလေးစစ်တပ်ကပေးတဲ့အရာတွေစစ်တပ်ကအကြောင်းတရားတွေကိုယူပြီးတော့အမှုပညာကမလုပ်ဘူး။အဲ့ဒါတွေမပါဘဲနဲ့အမှုပညာကိုလှုပ်ချင်တယ်လို့ရှိလှုပ်ချင်လှုပ်လို့ရတဲ့ပုံစံတွေအများကြီးရှိတယ်။နောက်ဆုံးဘားတွေမှာသွားဆိုနေတာကျွန်တော်ဘာမှမပြောသေးဘူး။တကယ်ကိုဘာမှမပြောသေးဘူး။ကြိုက်တယ်လို့ပုံစံနဲ့ဆိုတကယ်ကိုဘာမှမပြောသေးဘူး။ဒါပေမဲ့သွားပြောလို့မရဘူး။ဟိုမဟုတ်နော်။ဟိုစစ်တပ်အတွက်မင်းကလာပြီးတော့ဒီဥစ္စာကိုလှုပ်နေတယ်ဆိုတဲ့ပုံစံမျိုးလှုပ်လို့မရဘူး။ တော်တော်များကြိုက်ကြတဲ့ဆိုင်းဆိုင်ခံလိုက်ဆိုင်းဆိုင်ခံလိုက်ဘန်ကောက်မှာရှိုးဝဲလောက်ရတယ်အများကြီးပဲတော့အားပေးကြတာပုံတွေကိုမကြောက်မလန့်တင်ရဲကြတယ်ဆိုင်းဆိုင်ခံလိုက်ကိုဆိုရဲကောဒါပေါ်တော့ underground robber တွေကိုကျွန်တော်ဒီနေရာနေတခုပြောတာမင်းတို့ကမလွတ်လပ်ဘူးမင်းတို့ကစာသားတွေကိုလွတ်လပ်လပ်ဆက်လို့မရဘူးအမှန်တရားကိုလွတ်လပ်လပ်ဆက်လို့မရဘူးနားလေတယ်မင်းတို့ရဲ့လွတ်လပ်မှုမှာတန်ကျိုးတန်းလန်းနေဆိုတာကိုလည်းငါတို့သိတယ် ဒါပေမဲ့ဒါကိုမသိချင်အောင်ဆောင်ပြီးတော့အမှန်တရားကိုပြန် distance ပုံစံမျိုးမလုံးနဲ့။အမှန်တရားကိုဘောပဲဆိုရဲအထာမျိုးတွေလာမလုံးနဲ့။ငါတို့လက်မခံတာလား။အဲ့တော့ပွဲတွေလုပ်ပြီးတော့လွတ်လပ်ရေးအတူအောင်မှာအာသာဖြေနေကြ။အဲ့တော့ကျွန်တော်ဒီနေရာကနေပြောချင်တာမင်းတို့တပ်ပူဆိုရဲဆန်းဆန်းခန်းခန်းဆိုရဲကောင်။ဘန်ကောက်မှာလာပြီးတော့ show ပဲလာလို့တယ်။လူတွေအများကြီးပဲသွားအားပေးကြတယ်။ဒီကောင်ဘာအတွက်လုံနေရလဲ။ဆန်းဆန်းခန်းခန်းဆိုရဲကောင်ဘာအတွက်လုံနေရလဲ။သူရဲ့ကိုကြိုးစည်းပွားကို ရှည်နှန်းတင်ပြီးတော့စစ်တပ်အတွက်ဝါဒဖြန့်ပေးနေတာဒီကောင်အခုတခြားနိုင်ငံတွေပါပါထတ်လုပ်ဖို့ဆိုပြီးတော့စူးစမ်းနေတာရှိတယ်ထတ်ထွက်လာရင်ကျွန်တော်တို့ကအော်အော်ထိုင်းလိုနေရာမျိုးမှာမြန်မာတွေကအတန်းစားဘောင်းစုံနဲ့ရောက်နေကြတယ်နောက်ပြီးတော့ထိုင်းလိုနေရာမျိုးကမင်းအောင်လိုင်းလိုကောင်မျိုးမတဲ့နိုင်ငံတွေမှာထိုင်းလဲပါတယ်ဒီလိုနေရာမျိုးမှာပွဲကိုကန့်ကွက်လို့မရဘူးဆိုတာကျွန်တော်တို့လက်ခံတယ်အရင်ကျွန်တော်တို့ရဲ့အားတွေအရင်မရောက်ဘူးဆိုတာသိပေမဲ့ဒီကောင်တွေရဲ့အဲ့လိုရက်တွေကိုတော့ကျွန်တော်တို့လုံးဝမလက်ခံပါဘူး အညာမှာဘုံတွေကျဲလဲမွေးနေ့ပွဲလုတ်ပြီးတော့ပျော်ပြတယ်နော်အခုဆိုထိုင်းထိလာပြီးတော့ရေခတ်သွားသေးတယ်နော်ဒါကိုစောင်းတော့မရှိတဲ့ minimum pharmacy ကောင်တွေကသွားပြီးတော့အားနေကြအားပေးကြသေးတယ်အခုအချိန်ကပြည်သူတွေအသက်ဆုံးရှုံးနေတဲ့အချိန်မှာဝေဖန်တာဝမ်းနေတာပြည်သူဘက်ကရက်တီရစတဲ့အတန်တွေထွက်ဖို့ဘယ်လိုပေါ့နော်တိတ်ဆိတ်ပြပြီးတော့ကိုယ်ငွေရဖို့နဲ့ စစ်တပ်အလို့ကြပွဲလန်းတွေစီစဉ်အမှုပညာတင်ဆက်မှုတွေကိုဟမ်မပြက်လုံနေနိုင်တဲ့အမှုပညာရှင်ကိုအားပေးဂုဏ်ပြုဖို့မတင်မလုံတင်တော့တဲ့အချိန်ကိုရောက်နေတဲ့ပြင်တကယ်ကိုလွန်အောင်လွန်နေပြီဆိုတာကိုကျွန်တော်ပြောချင်တာပါဒီစန်တိုင်းကလိုင်းဆိုရဲကောင်းဆိုရင်ဒိုးပြည်သူတွေညီရလားဟိတ်ဆိုတော့ဆိုလက်သုံးချောင်းထောင်ပြီးတော့ဟလာညီရဟိတ်ညီရဟိတ်ဆိုပြီးတော့អော်ခဲ့တဲ့កောင်းတွေထဲမှာဒီកောင်းပါတယ်ဒီပိုင်းမှာကလေးတွေ ဘုံကျဲခံရတဲ့အချိန်ဒီကောင်စောက်တန်ထွက်ခဲ့လာအခုလိုအချိန်ပြည်သူတွေတေကြေပြက်စီးလို့ဝမ်းနည်းမှုတွေဖြစ်နေတဲ့အချိန်မှာဟိုဘွဲသွားဖြောပြေးဒီဘွဲလာဖြောပြေးရတဲ့အခါကြီးငွေကိုဒုက္ခရောက်နေတဲ့ပြည်သူတွေကိုကူညီနေရလဲမဟုတ်ပါဘူးကိုတူးရဲကောင်းစားရေးအတွက်စနိုင်ခန့်လှိုင်ဆိုတဲ့ကောင်ကလုံးပြနေတာပါဒါ ው နာယာကောင်းမှန်းမသိတဲ့သူတွေကလည်းရှိနေပါသေးတယ်ငါတို့ဘလောက်ဆဲဆဲအချိန်တည်း နည်းနည်းထွက်လူလိုက်ရင်ဒီကောင်ငြိမ်သွားဒီကောင်နေငြိမ်သွားမှာမှာဆိုတော့ပုံစံနဲ့ပြည်သူကိုဆက်ဆံပြတဲ့သူတွေထဲမှာဆန်းဆန်းခန့်လိုက်ပြင်တခြားဖက်ခွက်သားတွေလည်းထိတ်ဆုံးရပါတယ်အဲ့တော့ဗျဒီနေ့ကျွန်တော်ရဲ့ဒီနေ့ဥစ္စာကိုအနှစ်ချော့ရမယ်ဆိုရင်ခင်ဗျားတို့တွေးအေးပြီးတော့စောက်တန်တွေတိတ်ပြနေနေလေစစ်တပ်က तू လောက်တာ तू လောက်ချင်တာလောက်ဖို့ပို့ပြီးတော့အခွင့်တားလာမှာပဲရှားတဲ့နီးနဲ့ရှားတဲ့ဘက်ကတော်လန်ချဖို့ပြောလေ ခမားတို့တွေကဘောမပွဲဆိုရင်လဲသွားအားပေးကြတာပဲဘောမရုပ်ရှင်ဆိုလဲပြေးကြည့်ကြတာပဲဒီကောင်တွေကခမားတို့အခုလိုမတရားခံနေရတဲ့အချိန်ဘယ်နေရာကအတန်ထွက်ခဲ့လဲလက်သုံးချောင်းထောင်ထောင်ကြပြီးထောင်ကထွက်လာတယ်နဲ့တာဝန်ချေသွားတာမဟုတ်ပါဘူးခမားတို့တာဝန်ချေပြီးဆိုပြီးတော့ပုံမှန်ထောက်ပို့တာတော့မလုံတော့တဲ့အချိန်မှာစစ်တပ်ကတနိုင်ငံလုံးကပြည်သူတွေကိုထပ်ပြီးတပ်ဖြတ်နေပြီဆိုတော့မမေ့ပါနဲ့ တော်လည်ရေးမှာအသက်ကြီးရငယ်တာနဲ့မဆိုင်ပါဘူးတာဝန်ယူရဲ့စိတ်နဲ့စိတ်စိတ်နဲ့ပဲဆိုင်တာပါကိုတက်နိုင်တဲ့ဘက်ကနေပြီးတော့တာဝန်မယူဘဲနဲ့ရေးသားခိုးနေတရွေ့ကတော့နောက်တစ်ချိန်စစ်တပ်ကတကားလာခောက်ပြီးတော့စစ်ကြောရေးကိုခေါ်ဆောင်သွားခံရမယ်သူတွေကခမားတို့ကိုယ်တိုင်ပဲဖြစ်နေမယ်ဆိုတော့မမေ့ပါနဲ့ပြောရင်လည်းပဲကျွန်တော်ရဲ့ဒီနေ့ကျွန်တော်အတွေ့ကျွန်တော်အမြင်အစီအစဉ်ကနေပြီးတော့တော်လန်ပြည်သူအားလုံးကို ုတ်ဆက်ပါတယ်ဒီနေ့အစီအစဉ်လေးကိုဒီလောက်နဲ့ပဲကျွန်တော်ညံသားကြပါတယ်တော်လန်ပြည်သူများအားလုံးစိတ်လက်ချီတာသာနဲ့တနေ့တော်ဖြတ်သန်းနိုင်ကြပါစေခင်ဗျအားလုံးချေးဇူးတင်ပါတယ်